ဒီဗီဒီယိုကတော့ Linux အသုံးပြုတဲ့ veganer တွေအတွက်ပေါ့နော် Linux အသုံးပြုတဲ့ veganer တွေက Linux မှာ software တွေ installation လုပ်ရတာခက်ခဲနေရယ်ဆိုလို့ရှင် software တွေအများကြီးရှိတဲ့နေရာကိုပြောပြပေးမယ်အဲ့တော့ installation လုပ်တဲ့ပုံစံကလည်း website ကပြောပြတဲ့ဒီ website ကပြောပြတဲ့ instruction တိုင်းကိုတစင်ချင်းစီတိုင်းလုပ်ရုံပဲကျွန်တော်ပို့ပြီးတော့ဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒါအရင်ပိုက်ပါတယ်အဲ့တော့ဒီအကြောင်းကိုမပြောခင်ပါ ကိုက balance distribution ကိုမဆိုသုံးလို့ရနိုင်တယ်။သူကတော့သူ့ကိုယ်သူ future application လို့ပြောတာပေါ့နော်။အဲ့ဟောမဟုတ်ကိုကြည့်ရအောင်ဗျာ။အဲ့တော့ကြောင်းကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ website ကလေးကိုသွားရမယ်ပေါ့နော်။အဲ့ website ရဲ့နာမည်ကကျွန်တော်တို့ flat အဲမရေးလိုက်မယ်နော်။ flat flat လို့ခေါ်ရဗျာ။ ါ veganer အတွက်ပဲဖြစ်ပါတယ်တီဗီသားလူတွေအတွက်ကကြော်သွားလို့ရတယ်ပေါ့နော်အဲ့ဒီမှာ flatback ဆိုတဲ့ဒီ website ကလေးကိုကျွန်တော်တို့ဝင်မယ်ပေါ့အဲလက်ရှိ linux သုံးတဲ့သူတွေကမြန်မာမှာဆိုလို့ရှိရင်တော့ဒါက vpn တော့လိုလိမ့်မယ်အကျွန်တော်ကဒီမှာဟို vpn လိုလဲမခက်ပါဘူးပေါ့နော် vpn နဲ့ပတ်သက်ပြီးတော့ကိုရီးယားသုံးနေပြီးသားဖြစ်တယ်လို့ထင်ပါတယ်အဲ့ဒီမှာဒီ website ကိုသွားမယ်ပေါ့နော်ဒီ website တော့မှလေးနေတယ် โอเคအဲ့တော့ဒီမှာ ကျွန်တော်ဘယ် limit distribution ကိုမဆိုတုံးလို့ရတယ်တုံးတဲ့သူတိုင်းကလည်းဒီ flat back ကိုတုံးလို့ရတယ်ဟုတ်ပြီအဲ့တော့အရင်ဆုံး setup လေးလောက်အောင်မယ် setup လောက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော် gas setup ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးရတယ်ဗောနော်နှိပ်လိုက်မယ်ဗျာကျွန်တော်ဒီမှာဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ねဒီမှာတွေးရတဲ့ဒီ icon လေးတွေက ကိုလက်ရှိအသုံးပြုနေတဲ့ operating system ကဘာ operating system ကိုသုံးနေတာလဲဆိုတာကိုကျွန်တော်ရွေးချယ်နိုင်တယ်။အကဲအမြာကိုက Ubuntu သုံးနေဆို Ubuntu icon လေးကို click နှိပ် ပြီးတော့ select လုပ်ပေးရမယ်။ Fedora သုံးနေဆိုရင် Fedora icon လေးကို click နှိပ်ပြီးတော့ install လုပ်ရမယ်။ Manjaro, Anlas, Arch, Chrome, Red Hat, Linux Mint, SUSE, Arc ကျွန်တော်တို့ဒီမှာနောက်တစ်ခုက Debian, ပြီးရင် Rocky Linux, ပြီးရင် SanOS, ပြီးရင် Emma, Gentoo စသဖြင့်အများကြီးကွာနောက်ဆုံးကိုက Raspberry Pi တွေပါတုံးတယ်ဆိုလို့ရှိရင်လည်းဒီကောင်ကိုရွေးချယ်လို့ရနိုင်တယ်ဆိုတော့ကျွန်တော်တို့က Ubuntu လက်ရှိတုံးတာဆိုလို့ရှိရင် Ubuntu ကို click နှိပ်ပြီးတော့သူ့ရဲ့ instruction လေးလေးလာကြည့်မယ်သူ့ setup အတိုင်းပဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ copy လေးကူးလိုက်ရအောင်မယ်ဒီမှာသူတွေ့ရမယ်နံပါတ်1နဲ့3ဒီအစင်လိုက်လေးကိုကျွန်တော်လုတ်သွားရအောင်မယ်။သူပြောထားတဲ့စာလေးတွေတော့ဖတ်ရမယ်။မင်းရတဲ့ flatback ကို Ubuntu မှာ install လုပ်မယ်ဆိုရင် 18.10နဲ့အထက်ဆိုလို့ရှိရင်ねဒီ command ကို copy ကူပြီးလုပ်ရမယ်တဲ့ okay အဲ့တော့ကျွန်တော်ကဒီ command စုလို့ apt install flatpak ကို copy လေးကူပြီးတော့ install လုပ်သွားလိုက်ရမှာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ gnome plugin ပေါ့နော်ကျွန်တော်တို့ gnome desktop environment နေမှာတော့သူဒီ software center ရှိတယ်အဲ့ဒီ software center ကနေပြီးအလွယ်တကူ download လုပ်ဖို့အတွက်ကို install လုပ်ပေးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် flatpak ရဲ့ repository ဒီကောင်က repository အချင်းအဖြစ်တော့ကိုကနောက်တစ်ချိန်မှာ software တွေ update လုပ်တာတွေ installation ထပ်လုပ်ရမှာရှိလို့ရှင်သူ့ရဲ့ repository နဲ့ဓာတ်ရိုက်ချိန်ပြီးသားဖြစ်ပေါအောင်လို့လုပ်တာပေါ့ okay နံပါတ်၄အဆင့်ကတော့ဒီ setup တွေအားလုံး complete ဖြစ်သွားဖို့အတွက်ကို system ကို restart လုပ်ပေးရတယ်ဒါမှသာလျှင်သူ့ရဲ့ setup က complete ဖြစ်သွားမှာပေါ့နော်ဒါက Windows 3နေတဲ့သူတွေဖြစ်တဲ့အတွက်အရင် Windows 3မိသားစုတွေဖြစ်တဲ့အတွက်သိပြီးသားပါ software installation လုပ်ပြီးတာနဲ့ကျွန်တော် system ကို restart လုပ်တယ်ပေါ့ okay အဲ့တော့ကျွန်တော် system ကြီးကို restart လုပ်ပြီးသွားပြီဆိုပြန်တက်လာပြီဆိုရင်သူ့ရဲ့ website ဖြစ်တဲ့ဒီ application တွေကိုရယူရမယ့်နေရာက flathead လို့ခေါ်တယ် issue ပေးပေါ့နော်ဒီ flathead ကိုကျွန်တော်တို့သွားလိုက် ဒါက flat back ကိုကြတော့ကျွန်တော်တို့ဒီ canonical Ubuntu ရဲ့ canonical ကသူက favor မပေးဘူးလို့တရားဝင်ပြောထားတယ်။သူ recommend မပေးဘူးပေါ့နော်။ဘာဖြစ်လို့လဲသူ့မှာလဲ store ရှိနေတာ哦။ဒါအပြိုင်ဆိုင်ဆိုတော့ဒါမျိုးတော့ရှိမှာပဲပေါ့။အဲ့တော့ကိုကဘယ် application ကို installation လုပ်ချင်လဲဆိုတာဒီမှာ share လို့ရတယ်။အဲ့တော့ကိုအသုံးပြုချင်တဲ့ application ကိုကျွန်တော်ကဒီကနေပြီး search နဲ့ share လို့ရတယ်။ Okay အဲ့တော့ဒီအားလေးကိုမပြခင်ပါကျွန်တော်တို့ဒီ November 3ရက်နေ့မှာ6ရောက်ပဲတဲ့မဲ့ တန်ခွဲတွေရှိတယ်။အဲ့တန်ခွဲကိုကျွန်တော်တို့ဒီ bnn-linux.com မှာစုံစမ်းနိုင်တယ်။ဒီ website ကိုကျွန်တော်ကျွန်တော်အပေါ်မှာဟိုရေးပေးထားတယ်ဗောနော်။ဒီအတိုင်းကိုကျွန်တော်လာပြီးတော့ website မှာလာကြည့်လို့ရသလိုကျွန်တော်ရဲ့ Facebook တို့ Messenger တို့ WhatsApp တို့ကနေပြီးတော့လည်းလာမေးလို့ရတယ်။နောက်တစ်ခုသတင်းကောင်းတစ်ခုကတော့ကျွန်တော် December မှာပုံမှန်သင်တန်းကျေး2300ကနေပြီးတော့2300နဲ့ပဲဒီတလာတယ်။ကျွန်တော်လက်ဆောင်အနေနဲ့ပေးမယ်ဗောနော်။အဲနှစ် နှစ်ကုံအထိမ့်မှတ်ပေါ့နော်နှစ်ကုံနှုတ်ဆက်တဲ့အနေနဲ့ကျွန်တော်ကပေးလိုက်တာပေါ့အဲ့တော့ကျွန်တော်ဒီဇင်ဘာမှာဂျုံချိန်လို့အတန်းစနေတနင်္ဂနွေတန်းတန်းပဲရှိမယ်နိုဝင်ဘာမှာကနိုဝင်ဘာမှာက6ရက်တန်းတန်းပဲရှိမယ်ပေါ့နော်အဲ့တော့စုံစမ်းနိုင်ပါတယ်โอเคအဲ့တော့စလိုက်အောင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါကသူ့ရဲ့ software store ဖြစ်တယ်ဒီမှာကိုသုံးပြုကျင်တဲ့ software တွေကို installation လုပ်တော့မယ်ဆိုရင် search ကနေပြီး Telegram ဆို Telegram ပေါ့ဗျာကျွန်တော်တို့ဒီမှာကိုသုံးကျင်တဲ့ software ပေါ့ ဒီ search ကနေပြီးတော့ Telegram လို့ရိုက်ရှာလိုက်။ဒါဆိုရင် Telegram ပေါ်လာပြီ။ဒီမှာဆို Blue Mac Lane နဲ့တွေ့လိုက်မယ်။ Blue Mac ဆိုတော့ဗျာ official website ပေါ့နော် official ပေါ့။အဲ့တော့ official ဆိုတော့ဒီဘက်မှာ down install ဆိုတာရှိရဲ့။ဒီ install ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတော့မသုံး။ကျတော့ဒီ down arrow လေးနှိပ်ပြီးတော့ command တစ်ခုချင်းစီဒါသည် command လေး။အဲ့တော့ command ကနှစ်ခုရှိတယ်။ဒီ command ကိုအရင်ဆုံး copy ကူးမယ်ပြီးရင် terminal မှာ paste လုပ်မယ်။ comment ပြီးသွားပြီဆိုတော့မှနောက်ထပ် comment တစ်ခုကို copy ကူးပြီး paste လုပ်မယ်အဲ့တော့ comment နှစ်ခုကို run ပြီးသွားတော့မှမင်းတို့ Telegram အသုံးလို့ရလိမ့်မယ် okay အဲ့တော့ဒါလေးကိုတော့ကိုပါတာကိုဆက်ပြီးတော့ try ကြည့်ပါအဲ့တော့အဆင်ပြေမယ်လို့ညွှန်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်